မြန်မာနိုင်ငံမှာကိုအင်ကာအစိတ်ပိုင်းရောင်းစားခံလိုက်ရတဲ့မော်ဒယ်မာလေးပြီးရာအသက်26နှစ်အရွယ်ပြီးရာကသူမရဲ့ရွယ်ချက်ကအောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်ဖို့ပါလက်ရှိမှာအဆိုတော်မော်ဒယ်တယောက်ဖြစ်တာကြောင့်အမှုပညာရှင်တယောက်ဖြစ်ဖို့က သူမရဲ့အမျော်လင့်ဆုံးအရာဖြစ်ပြီးသူမယုံကြည်ရာကိုလှုပ်ဖို့မိသားစုနဲ့အင်ကိုစွန့်ခွာပြီးထွက်လာခဲ့ပိုင်။သူမထွက်သွားခြင်းကစပြီးမိဘတွေကလည်းသူမရည်ရွယ်ချက်ကိုနောက်ကနေပံ့ပိုးပေးခဲ့ပိုင်။အဲဒီကနေသူမနောက်ဆုံးရှိခဲ့တာကတော့ထိုင်းမှာဖြစ်ပြီးမိဘတွေစီကိုဖုန်းတစ်လုံးဝင်လာချိန်မှာတော့သူမလောကကြီးမှာမရှိတော့ဘူးအသက်ဆုံးသွားပြီလို့သိခဲ့ရပါပြီ။ဒါပေမဲ့လည်းမိသားစုကတော့သူမအသက်ဆုံးရှုံးရင်တောင်မှ သူမရဲ့အလောင်းကိုရဖို့ဖုန်းခေါ်ဆိုသူနဲ့ညှိနှိုင်းခဲ့ကြပြီမလဲထင်မှတ်မထားတဲ့ကြည်ကွဲစရာတစ်ခုကိုသိခဲ့ရပါတယ်။ဒါကတော့ဗီရာရဲ့ခနာကိုကိုမိသူကြိုလိုက်ပြီးကိုတွင်းအင်္ဂါရီကိုရောင်းချခံရရလို့သိလိုက်ရပါတယ်။ဗီရာကဘလို့အရာရီကြောင့်အသက်ပေးလိုက်ရလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါ။ဗီရာကတော့1998ဒီဇင်ဘာ31ရက်နေ့မှာမွေးဖွားသူတယောက်ဖြစ်ပြီးလူချစ်လူခင်ပေါ်သလိုတနာကျင်နာတတူအလောက်ကျိုးစားသူတယောက်လည်းဖြစ်ပါ යි ။သူမကတော့အမှုပညာအလောက်ကိုဝါသနာပါသူတယောက်ဖြစ်ပြီး ဂီတအကြောင်းကိုလည်းတက်ရောက်ခဲ့ပူပါ යි 2019တုန်းကလည်းတချင်းစုပြိုင်ပွဲဝင်ခဲ့ပူသူတယောက်ဖြစ်ပြီးဒီပြိုင်ပွဲမှာဆုမရခဲ့ပေမယ့်သူမကအရေးချင်းရှိရဲ့မင်းမပြိုလေးအဖြစ်နာမည်ကြီးလူသိများခဲ့ပါ යි အဓိကနေပွဲရပြီးရဲ့နောက်မှာတော့နိုင်ငံပေါင်းစုံကိုတွားရောက်က နိုင်ငံပေါင်းစုံကိုတွားရောက်ကအလွတ်တံမော်ရီတယောက်ဖြစ်ဖို့စတင်ပြောင်းခဲ့ပါ යි ။သူမကတော့စွန့်စားရတာကိုကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီးသူမ၏ပုံစံက professional ဓာတ်ပုံတွေတက်တူးတွေနဲ့အိမ်မက်တွေကို account ထဲပေါ်ဖို့တက်ကြွနေတဲ့အမျိုးသမီးပုံစံဖြစ်နေပြီးသူမ၏မိသားစုတွေကလည်းသူမဖြစ်ချင်တာကိုနောက်ကနေအမြဲတမ်းပံ့ပိုးပေးနေတာဖြစ်ပါ යි ။ အမေဖြစ်သူကသူမသမီးကကဘာပေါ်မှာအလှဆုံးမော်ရယ်တယောက်ဖြစ်တယ်လို့ဂုံယူဝင့်ကြွားစွာနဲ့ဗီရာရဲ့ post အောက်မှာ comment ဝင်ရေးခဲ့ပါသေးတယ်။ဒီလိုအားအင်တွေနဲ့ပဲဗီရာစူးစမ်းလာခဲ့ပြီးအလုပ်တစ်ဖက်နဲ့အမှုပညာအလုပ်ကိုရအောင်စူးစမ်းခဲ့ပြီးသူမရဲ့ DL ban တစ်ခုရဖို့ကိုလည်းအမြဲမျှော်လင့်နေရပဲဖြစ်ပါ යි ။အဒီကနေ2025ခုနှစ်အရောက်မှာတော့ သူမရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့လမ်းစာရလာခဲ့ပါတယ်။ဒါကတော့ Moray Agency တဦးထံကနေစာတစောင်ရခဲ့ပါတယ်။ဒါကတော့သူမကို Moray အဖြစ်သူနဲ့ပူပေါင်းဖို့ကမ်းလှမ်းခဲ့တာပါ။ဒါကသူတို့ရဲ့စိန်ခံပစ္စည်းတွေကိုကြော်ညာဖို့ဖြစ်တာကြောင့်သူမျော်မှန်းနေရည်မှန်းချက်တခုရရှိတော့မှာပဲဖြစ်တဲ့အတွက်သူမမတုံ့ဆိုင်နေပဲဒီလုပ်ကိုချက်ချင်းလက်ခံခဲ့ပါတယ်။ အေဂျင်စီကသူတို့အလုပ်တွေတွဲလုပ်ဖို့အတွက်ထိုင်းနိုင်ငံကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ချက်ချင်းကြီးခေါ်တော့သူမတန်တရားရှိခဲ့ပေမဲ့လည်းမော်ရီတယောက်အနေနဲ့စင်ပေါ်မှာလမ်းလျှောက်ဖို့အတွက်ကသူမရဲ့အိမ်မက်ချက်တွေဖြစ်တာကြောင့်ချစ်ချင်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်ဗီရာတယောက်2025စက်တင်ဘာ12ရက်နေ့မှာပဲဘန်ကောက်ကိုရောက်ခဲ့ပါတယ်။ အဒီကနေသူမထိုင်းနိုင်ငံကိုတရောက်တဲ့ဝင်ရောက်လာကြောင်းစစ်စင်းရေးဂိတ်မှာတဆင်အတည်ပြုခဲ့ပါတယ်။အဒီကနေရှေ့ရက်အကြာထိသူမထိုင်းနိုင်ငံမှာရှိခဲ့ပြီးမိသားစုနဲ့လည်းတနေ့မှအဆက်အသွယ်မပြတ်ခဲ့ပါဘူး။ဒီကနေ့စတင်မှာ20ရက်နေ့မှာတော့ဗီရာကမြန်မာနိုင်ငံကိုအလုပ်ကိစ္စနဲ့ပြန်ထွက်သွားကြောင်းသိခဲ့ရပြီးအဲ့ဒီအချိန်ကနေစပြီးအဆက်အသွယ်ပြတ်သွားခဲ့တာပါ။သိချာတာတစ်ခုကတော့ထိုင်းနေဆက်ကလေးနမေစုနဲ့ကြော်ကြားနေရဲ့ကြားဖြတ်စီဗီရာနဲ့ရောင်းစားခံခဲ့ရတာပါ။ ဒါပြင်ဒီနေရာမှာကလူကုန်ကူးခံရသူထောင်ပေါင်းများစွာရှိနေပြီးပြီးတော့လည်းဒီနေရာမှာသူ့ဘဝကိုကျုံအဖြစ်ရောင်းစားခံခဲ့ရတာပါဒီနေရာရောက်တဲ့လူတွေအလုံးကလွန်လန်းမရှိဘဲခြံစည်းရိုးတွေအထက်ထက်အဆောင်တွေလည်းချထားတာဖြစ်ပြီးအပြင်ကကြည့်ရင်တော့ပုံမှန်အလုံးလုံးနေသလိုဖြစ်ပေမယ့်အထဲမှာတော့ငရေကြနေသလိုပါပဲသူတို့ရဲ့စည်းကမ်းမလိုက်နိုင်လေတန်ချောင်းများမျက်စိရှော့နဲ့တိုက်က အစာငတ်ထားတာတွေလုတ်တက်ပြီးပြီးတာအတွက်တာဝန်ကတော့အလားတက်ပုံရိုက်ပြီးအင်တာနက်မှာယောက်ျားတွေကိုဆွဲဆောင်ဖို့ပါအဲဒီကနေသူမကိုအဆက်အသွယ်ပြတ်ပြီးတိတ်ဆုံးတာကိုသိခင်ရပါတယ်မိဘတွေကတော့သူရဲ့သမီးအလောင်းကိုသာပြန်ရဖို့ဆွေးနွေးကြပြီးတစ်ဖက်ကအလောင်းပြန်လိုခြင်းရဲ့ဒေါ်လာ5သိန်းပေးရမယ်လို့လည်းတောင်းဆိုခဲ့ပါတယ်ပြီးတာရဲ့မိဘတွေအတွက်ကတော့စုထားတဲ့ဝင်ငွေနဲ့ဒေါ်လာ5သိန်းရဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပါဒါကြောင့်မဲတန်ယုံကိုအကူအညီရဖို့တောင်းဆိုခဲ့ကြပါ යි အဖမ်းခံရသူတချို့စီကတိလိုက်ရတာကတော့ ီရာရဲ့ကိုအင်ကအစိတ်ပိုင်းတွေကိုရောင်းချလိုက်ပြီးသူမရဲ့ခန္ဓာကိုယ်ကိုတော့မီးရှို့လိုက်ပြီးလို့ဆိုပါတယ်။ဒါပေမဲ့ဗီရာတိဆုံးမှာကိုတော့အတီးပြုတ်နိုင်ခြင်းမရှိခဲ့သေးပါဘူး။ဒါကြောင့်တချို့ကတော့မိသားစုကိုငွေညစ်တောင်းယူနေရဲ့ဖြူဟာအသည့်ဖြစ်နိုင်ကြောင်းနဲ့မီးတကြိုလိုက်ပြီးကိုအင်ကတွေကိုရောင်းချနေဆိုတာကလည်းသူတို့ရဲ့လက်ကွက်တစ်ခုသာဖြစ်ကြောင်းအမျိုးမျိုးကောက်ချက်ချနေကြတာပါ။အရင်ကထိုင်ဝမ်ကအကသမားတို့ဦးမှာလည်း ူမလို့ဒေါ်လာ3သိန်းပေးလို့ပြန်လွတ်လာခဲ့ဘူးပါ යි သူတို့တောင်းတလောင်းငွေကိုပေးရင်တော့ဘာအနည်းငယ်မှမပြုတ်ပဲဘေးကင်းလုံခြုံစွာ ပြန်လွတ်ပေးတတ်တာလည်းရှိခဲ့ဘူးပါ යි ဒါပေမဲ့လည်းဗီရာရဲ့မိသားစုကတော့သူတို့တောင်းတဲ့ဒေါ်လာ5သိန်းကိုပေးနိုင်စွမ်းမရှိရာကြောင့်ဗီရာရဲ့အခြေအနေကတော့ကြေကွဲစရာဖြစ်နေခဲ့ပါ යි လက်ရှိမှာတော့ဗီရာပြတ်ဆုံးနေရကိုအတိပြုခြင်းမရှိသေးပဲဘာဖြစ်သွားလဲဆိုတာကိုလည်းအတိအကျပြောနိုင်ခြင်းမရှိသေးပါဘူးဖြစ်နိုင်ခြင်းများတာကတော့ဗီရာအသက်ရှင်နိုင်နေဆိုတဲ့အတွင်းနဲ့ မိသားစုတွေကတော့ဆက်လက်ရှာဖွေနေသေးပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိရောနေဆက်ပတ်မှာပဲရှိနေသေးရဲ့လို့အတည်ပြုထားကြပြီးသူတို့တောင်းတဲ့ဒေါ်လာ5သိန်းပေးနိုင်ရင်တကယ်ပဲပြည်ရာအတွက်လွတ်လန်းရှိနိုင်ပါမလား။တနေ့တနေ့ရောဒီလိုလှည့်ဖြားမှုတွေအောက်မှာဘလောက်တောင်ပါသွားကြပြီလဲ။ဒါပြင်ပြီးခဲ့တဲ့လပိုင်းတော့ကလည်းတရုတ်ကောင်လေးကိုလည်းကောင်မလီကထိုင်းဘက်ကိုလိန်ညာခေါ်ဆောင်လာပြီးရောင်းစားခဲ့တဲ့ဖြစ်ရက်တခုလည်းဖြစ်သွားခဲ့ပါသေးတယ်။အဲဒီကနေကောင်လေးရဲ့ဖုန်းလက်တော့ဘဏ်ကအားလုံးကိုသိမ်းခဲ့ပြီးနောက်မှာတော့ ကောင်လေးကသူ့ကိုရောင်းစားထားလိုက်ပြီဆိုတာသိလိုက်ပါတယ်။တိတိချင်းကောင်မလေးကိုဖုန်းခဏပေးဖို့တောင်းဆိုခဲ့ပြီးအဲဒီချိန်မှာပဲကောင်လေးကအဲဒီမိသားစုတွေကိုသူ့ရောင်းစားခံနာရပြီဖြစ်ကြောင်းသတင်းပို့ခဲ့ပါတယ်။တိတိချင်းမှာပဲမိသားစုတွေကလိုက်ခဲ့ပါတယ်။ဒါပေမဲ့လေကောင်လေးကတော့ကြားဖြတ်နေလက်ထဲပသွားခဲ့ပြီးသူ့ကိုကရုံတုံးကတနည်းကိုနာရီ20အလောက်လောက်ခိုင်းပါတယ်။ဒီလိုသူတို့ခိုင်းတာကိုမလုပ်ခင်လေညင်ပန်းနှိမ့်ဆက်တာတွေလည်းခံခဲ့ရပါတယ်။ဒါရီကြောင့်မေကောင်လေးကအကြအယုံတွေဆုံးရှုံးခဲ့ရပြီ လေးလအကြာမှာတော့နှိပ်စက်တဲ့ဒဏ်တွေနဲ့မိသားစုကဒေါ်လာ၄သိန်းနဲ့ပြန်ရနိုင်ခဲ့ပါ යි ဒါကြောင့်မလို့ကောင်းမလေးလဲဖန်ကြီးခံခဲ့ရပြီးထောင်ဒဏ်၁၀နှစ်ချမှတ်ခံခဲ့ရပါ යි မိန်းကလေးယောက်ျားလေးတော်တော်များများဒီထဲမှာပြိမိနေကြပြီးလွတ်လန်းမဲ့နေပါ යි ဒီထဲမှာပြီးတာလဲပါခဲ့ပြီးသူမရောသူတို့တောင်းဆိုနေတဲ့ဒေါ်လာ၅သိန်းပြီးနိုင်ရင်လွတ်လာနိုင်မှာလားဆိုတာစုံစမ်းနေကြစေဖြစ်ပါ යි အလုံးလေးတစ်ခုခုဆိုအယုံမလွဲကြပါနဲ့ပြီးတာအဖြစ်လေးကိုနမူနာယူနိုင်ကြပါစီ အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်ရှင်။ဖခင်ဘသူမှမတိရတဲ့အပြင်မိခင်ကပါစွန့်ပစ်သွားတာကိုခံခဲ့ရတဲ့တနာစရာကလေးအားလုံးမင်္ဂလာပါ။ new channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကလေးလေးရဲ့အဖြစ်ကတော့အတော်ရှိနေလို့သာအသက်ရှင်နေရတာပါဒါပေမဲ့အတော်ကလည်းကလေးရှိနေရောတားလိကိုနှုတ်ဘူးလဲမတောက်တတ် ၎င်းနှင့်ပတ်သက်ကတခုတည်းဖြစ်ပြီး꽌နေရကြောင်းဘေးမှနှုတ်ဖို့ကင်မတိုင်လဲမတော့တက်ရှာပါဘူးမိဘတွေကလည်းမခင်တွေ့ပဲအဆက်တွေဖြတ်ထားတာကြောင့်အရန်ကိုအခက်တွေ့နေရပြီးမတက်နိုင်တော့တဲ့အဆုံးမှာပဲပရဟိတကိုပြုတ်ကိုအကူညီတောင်းခံလာတာပဲဖြစ်ပါ යි ကိုဖြိုးကြောင့်ဒုက္ခရောက်နေတဲ့လူပေါင်းများစွာအဆင်ပြေခဲ့ရသလိုစင်ငယ်လုံးရဲ့ဘဝကနေအဆင်ပြေတဲ့ဘဝတစ်ခုကိုပြောင်းခဲ့သွားရလာလည်းရှိပါ යි ဒါကြောင့်မို့လူတိုင်းကကိုဖြိုးစီကနေအကူအညီရခြင်းကြပါ යි ။ဒါပေမဲ့လည်းကိုဖြိုးကတော့လူတိုင်းကိုတော့မကူညီပေးပါဘူး။အမှန်တကယ်ဒုက္ခရောက်နေတဲ့သူကိုသာကူညီပေးတာဖြစ်ပါ යි ။ဒီနေ့မှာတော့အရန်ကိုတနာစရာကောင်းတဲ့ကလေးလေးကိုကိုဖြိုးသွားရောက်ကူညီခဲ့ပါ යි ။သူကူညီပေးခဲ့တဲ့ကလေးလေးနဲ့အတော်ဖြစ်သူတို့ကတော့အရန်ကိုတနာစရာကောင်းပြီးဒုက္ခတွေရောက်နေရတာပါ။ကလေးလေးရဲ့မိခင်ဖြစ်သူကတော့ကလေးကိုဘသူနဲ့ရှာမှန်မသိမွေးထားခဲ့တာဖြစ်ပြီးကလေးကတော့မွေးလာကလေးက နှကန်ခွေနှကောင်းထိပါဆက်နေရပါမိခင်ကတော့အစာပိုင်းမှာကြည်ပေမဲ့လဲနောက်ပိုင်းမှာတော့ကလေးကိုစီကူတာဖို့သူပစက်ရှာမှာဖြစ်မယ်ဆိုတဲ့စိတ်ကူနဲ့ကလေးကိုညီမဖြစ်သူနဲ့အက်ကအလုတ်သွားခဲ့ရပါမိခင်ကတော့အစာပိုင်းတလားနှလားလောက်မှာအဆက်အသွယ်ရခဲ့ပေမဲ့လဲနောက်ပိုင်းမှာတော့ဘာထောက်ပံ့မှုမှလည်းမရတော့သလိုကလေးစီကိုပါအဆက်အသွယ်မရှိတော့ဘဲစင်ကပ်ပါထုတ်သွားခဲ့ရပါဒါကြောင့်အတော်ဖြစ်သူမှာကလေးတစ်ဖက်နဲ့တူလေးကိုစောက်ရှောက်နေရတာကြောင့်အတော်အခက်တွေ့နေရတာပါ ကလေးကိုသူများပေးဖို့စွန့်ပြစ်ဖို့ဆိုတာကလည်းမိဘတွေကလုပ်ရက်ခဲ့ပေမဲ့အတော်ကတော့မလုပ်ရက်ခဲ့ပါဘူး။အခုတော့သူတို့ရဲ့အခက်ခဲကိုပရာဟိတကိုဖြုတ်ကလာကူညီပေးတော့မှာဖြစ်ပြီးကလေးစီကုသနိုင်ဖို့ကိုလည်းတက်နိုင်တဲ့ဘက်ကနေကူညီပေးသွားမယ်လို့ဆိုပါတယ်။မိခင်ကတော့ဘယ်ဒေတာဘယ်နေရာရောက်မှန်းလဲမသိရသလိုဖခင်ကဘသူဆိုတာကိုလည်းမသိရပါဘူး။မိခင်ကကလေးစီကုဖို့ငွေထွက်ရှာအဆက်အသွယ်မရတော့ ကလေးအဖေဘသူဆိုရလဲမသိရတာဖြစ်ပြီးကံမကောင်းတဲ့သားလေးကတော့နှာခေါင်းနဲ့နှာခမ်းတဆက်သေးဖြစ်နေရောနိုဘူးဆိုလိုမရတိုက်ပြီးမှရတဲ့ကလေးဖြစ်တာကြောင့်မိခင်ကငွေရှာထွက်သွားတာအဆွတ်တွေမရတာသုံးလားရှိပြီးကလေးအဖေကဘသူလဲမသိရကြောင်းလက်ရှိမှာတော့ကလေးမိခင်ရဲ့အမဝမ်းခွဲကခေါ်ယူဆောက်ရှောက်ထားရတာပဲဖြစ်ပါ යි ကလေးလေးကလည်းနှာခမ်းခွဲအာခံခွဲတာဖြစ်ပြီးနှာခမ်းပဲခွဲတာကတော်ပါသေးရဲ့အခုကအာခံမှာခွဲတော့အဲ့ဒါတွေကနိုးတော့တဲ့အချိန်ဆိုသတိထားရပြီးနှုတ်တီးလွယ်ပါ යි ဘာပဲဖြစ်ဖြစ်အခုလိုအခက်အခဲဖြစ်နေရတဲ့တားငယ်လေးအတွက်ကုညီဥဆောင်ပေးတဲ့ပရဟိတကိုဖြုတ်ကိုအများကိုစားကျေးဇူးတင်ပါတယ်။ဒါလေးလည်းအမြန်ဆုံးနှိတ်ကောင်းကြပါစေ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။